ခொနေသားသမီးအားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေဒီမှာရွေရပင် channel မှာပြန်လည်လို့ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ခொနေသားသမီးများကြိုတင်ချိန်ဆနိုင်ရန်အတွက်ဆရာကြီးဇင်ယောနီမှာဟောကြားထားသော2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှနိုဝင်ဘာလ4ရက်နေ့အထိတပတ်စာကျမ်းပြဟောစာန်းကိုပြည့်ပြည့်စုံစုံဖတ်ကြပေးထားပါတယ်အစည်းအဝေးလေးမစခင်မှာတဦးစေတနာတဦးမြတ်သားဆိုသလို subscribe လေးနေကြည့်ကြဖို့တောင်းဆိုပါရစေအစ်တတိုင်းတရားအောင်လဲဘေးနာခေါင်းလုံးလေးကိုလည်း နှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော် တနင်္ဂနွေသားသမီးများတွေတပတ်စာဟောစတန်ဒီရက်တွေအတွင်းမှာစိတ်ချမ်းသာစရာခီးအကျိုးတူခီးတွေသွားပြင်မယ်နိုင်ငံရဲ့ချခီးစီစဉ်နေသူများလည်းအထမြောက်အောင်မြင်မယ်ရဝေးကဆွေမျိုးမိတ်ဆွေတွေနဲ့မထင်မဖဲပြန်လည်ဆုံစည်းရတဲ့ပါတယ်ရဝေးကဆရာသမားကြီးကဲသူတွေကအကူအညီကောင်းပေးလာလိမ့်မယ်အဖိုးရန်ပစ္စည်းနှမျိုးဝင်လာတတ်ပါတယ်အောက်လငယ်သားတွေကျမ်းမာရေးညံ့တဲ့တဲ့စိတ်ညစ်စရာဧည့်သည်ရောက်လာတတ်တယ်ရင်တွေဆက်တွေးကြောင်းစိတ်ငြိမ်ရတတ်ပါတယ်အခြေရေးအိမ်တော်ကြီးမှာမောင်နှမသားချင်းကြောင်းစိတ်ရှုပ်ရမယ်ရော ောကဟောင်းပြတနာဟောင်းတွင်တရေပြူပါအနည်းကကြီးကဲသူတွေနဲ့စိတ်တဘိုးကွဲလွဲရတာပါတယ်အလုံးမှရှိတိုးရခဲနောက်ဆုတ်ရခဲအခြေအနေမျိုးတွေကြုံရတာပါတယ်မထမတ်တဲ့နေရာကငွေတွေအများကြီးဝင်လာတတ်ပါတယ်ချစ်သူအိမ်တော်ဘက်မှာငွေပစ္စည်းပျောက်တတ်ပါတယ်ခံကောင်းစီသောကဏ္ဍများမှာခွင်လေးကဏ္ဍများဖြစ်ပါတယ်ရရရဖခင်ဦးလေးဦးကြီးဆရာစသူတို့ကိုငွေသုံးကဏ္ဍလိုပါလေဒဏ္ဍာရီသားသမီးများလုံးကိုစိတ်နှပြချမ်းသာကြပြီးကံညာဝရိယသုံးချက်လုံးအားကောင်းအောင်ကြိုးပမ်းတော်ဝန်ထမ်းကြပါစေ ေတနင်္ဂနွေသားသမီးများတို့တိုက်ဆိုင်မှန်ကန်မှာကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆင်အောင်ဇင်အောင်နေနဲ့ဗီရင်မင်းမြန်းဆွနွေးတိုင်ပင်လို့တဲ့အခါ၃ညကို၈ကိုလေးကိုတလေးလေးတလေးတူဘိုင်ပေါမတိုင်းဆက်သွဲမင်းမြန်းနိုင်ပါတယ် တနေ့လာသားသမီးများအတွေ့တပတ်စာဝတ်တဲ့ဒီရက်တွင်တွင်မှာစကားများရံဖြစ်ရတယ်တဲ့ဘာဝပဲကင်းအောင်နေနေပြဿနာတွေကလာပြီးပတ်သက်နေတတ်ပါတယ်မိသားစုအတွင်မှာလည်းတယောက်တစ်ပေါက်သိုးသလိုဖြစ်နေမယ်ပြေးသွားပြီလို့ထင်ထားတဲ့ပြဿနာတွေပြန်ပေါ်လာတတ်တယ်အလုံးမှာစိတ်ကုံစရာတွေကြုံလာမယ်အလုံးပြောင်းခြင်းနဲ့စိတ်တွေပေါ်လာတတ်ပါတယ်အလုံးပြုတ်တာတို့အိမ်မောကဆင်းသွားမိတာတို့ကြီးစားနဲ့ပြတ်သွားတာတို့ဆိုတာဒီလိုကိမျိုးမှကြုံရတတ်တာတတိပြုပါအင်မတန်ရင်းနှီးသူတွေက ကျမ်းမာရေးအသေးအတန်ညံ့တတ်ပါတယ်မထင်မှတ်တဲ့နေရာက ငွေကူညီရတဲ့ခြိပေါက်မဲပေါက်တလို့ငွေတွေပစ္စည်းတွေဝင်လာတတ်တယ်။အောက်လည်းငယ်သားတို့အတွက်စိတ်ချမ်းသာစရာတွေဖြစ်လာမယ်။မင်းမင်းပြောက်ပြောက်ဖြစ်နေတဲ့လူတွေပြန်ပေါ်လာတတ်တယ်။ပွဲစားအကျိုးဆောင်လုပ်ငန်းပညာရေးတင်နန်းဝင်လိုက်နိုင်ချိတ်ဆက်သောအလုပ်တွေတိုးတက်အောင်မြင်မယ်။ကံကောင်းနေသောကဏ္ဍများမှာတင်ငါကဏ္ဍများဖြစ်ပါတယ်။ရရရနွမ်းမသူများကိုစေဝါသူမဟုတ်စေဘဝါကလူရန်လိုက်ပါလေ။ဒနယ်လာသားသမီးများလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကြိုးပမ်းတော်မူနိုင်ကြပါစေ။ဒနယ်လာသားသမီး င်းပြတွေတိုက်ဆိုင်မှန်ကမကကော်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနေနဲ့ဗီဒီယိုမြန်ဆွေးနွေးတိုင်မယ်လို့တဲ့အခါ၃၉၈၉လေးကိုတင်းလေးလေးတင်းလေးတို့ဘိုင်ဘာမှာတိုင်းဆက်သွေးမင်းမြန်နိုင်ပါတယ် အင်္ဂါန်သားသမီးများတွေတပတ်စာဟောတဲ့တရားတွေအတွက်မှာတကြမှာသလိုဝိဇာမလိုက်သလိုအံဩစရာကောင်းတာရောထူးထူးခြားခြားတိုးတက်ပြောင်းလဲမှုတွေကြုံလာမယ်တရင်ကောင်ဧည့်သည်ကောင်းတွေရောက်လာမယ်ခီးနဲ့ပတ်သက်တဲ့ရဝေးနဲ့ဆက်သွဲတဲ့အလုပ်တွေအောင်မြင်မယ်အဖိုးရန်ပစ္စည်းတွေရဝေးကလည်းငွေတွေပစ္စည်းတွေရောက်လာတတ်ပါတယ်အနည်းကမိတ်ဆွေမောင်နှမတွေကြောင့်စိတ်ညစ်ရတဲ့တဲ့လူရင်းထဲကအမှုပြဒနာကြုံတတ်ပါတယ်နေရာတိုင်းကင်းအဆောက်အဦကိစ္စအခက်အခဲကြုံတတ်ပါတယ်ပြဒနာဖြစ်နေသူတွေနဲ့ပြန်ပြီးအဆင်ပြေသွားမယ်အထင် ွဲခံရတာတွေအဆင်ပြေသွားမယ်ဆရာသမားကြီးကဲသူတို့ရဲ့အကူအညီကောင်းတွေရမယ်ပညာရေးသင်တန်းဘာသာရေးကိစ္စအခွင့်အရေးကောင်းတွေပေါ်လာမယ်စင်စရာမယွနာအလိန်ခံရတာရင်းတွေဆက်တွင်းနဲ့ထိခိုက်မိတာသတိပြုပါချစ်သူအိမ်တော်ဘက်မှာကျမ်းမာရေးသတိပြုပါကံကောင်းစေသောကနန်းများမှာငါးနှစ်ကနန်းများဖြစ်ပါれရရမျက်စင်မျက်စိစေဝါမျက်မှန်ဆိုင်ရာကုသိုလ်ပြုပါလေအင်္ဂါသားသမီးများလုံးကိုစိတ်နှပြကျမ်းမာချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေအင်္ဂါသားသမီး များတွေတိုက်ဆိုင်မှန်ကမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗီဒီမင်းများဆွေးနွေးတာမြင်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ဘာမှတ်တဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် ဗိုလ်သားသမီးများတွေတပတ်စာဟောစက်ဒီကနေတွင်မှငွေရွှင်ကြီးရွှင်နေမယ်ထီထိုးတဲ့ရက်တွေပါပဲအဖို့တန်ပစ္စည်းတွေဝင်တာလက်ဆောင်ပစ္စည်းတွေရတာအကြောင်းကြောင်းနဲ့ထွက်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတာရဝေးကဝန်တန်ဆရာအဲ့တဲ့တွေရောက်လာတာနေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စအစင်းပြေအောင်မြင်တာတွေကြုံရမယ်လျှက်စင်နဲ့ပတ်သက်လို့ပြင်ဆင်မွေးမြန်ရတာတွေလုပ်ဖြစ်မယ်အောက်လငယ်သားသားသမီးအတွက်စိတ်ချမ်းသာစရာတွေကြုံရမယ်အောက်လငယ်သားတို့ရဲ့ပညာရေးကိစ္စခရီးကိစ္စတွေအောင်မြင်မယ်အခြေရေးအိမ်တော်ရေးမှာလည်း ကောင်းသောအပြောင်းလဲတွေကြုံလာမယ်သူတို့ဘာရဲ့အခြေအိမ်တော်ကြီးမှာတော့ဂျားညံဖြည့်ရှင်းရတဲ့တဲ့အတူထောင်ကြောက်သွင်းလူတွေကြောင့်မိသားစုမှာစိတ်ဝမ်းကွဲရတဲ့တဲ့အလုံးမှာအတိုက်ခိုက်အပြိုင်ဆိုင်တွေကြောင့်စိတ်ညစ်ရတဲ့တဲ့အထူးသဖြင့်မိမတယောက်ကခလောက်ဆန်နေမယ်ခံကောင်းစင်သောကဏ္ဍများမှာလေးတစ်ကဏ္ဍများဖြစ်ပါတယ်ရရရကိုရင်လေးများကိုငွေကိုကဏ္ဍလူပါလေဘရူသားသမီးများလုံးကိုစိတ်နှပြကြမှာချမ်းသာကြပြီးကံညာဝရိယအသုံးချလုံးအောင်ကျိုးပန်းတော်မူနိုင်ကြပါစေဘရူသားသမီးများတွေတိုက်ဆိုင်မှန်ကမှာကကွန်မန့်မှာတစ်ခုရေး ပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာဇင်ယောနီနဲ့ဗီဒီမီမီဆွေးနွေးတိုင်ပင်လို့တဲ့အခါဒုံညာကိုရှေကိုလေးကိုတလေးလေးတလေးတူဘိုင်ပါမတဲ့ဆက်သွဲမင်းမြန်နိုင်ပါတယ် ဂျာဇာရီသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွင်အတွင်းမှာစိတ်ချမ်းသာစရာတွေအတော်များများကြုံလာမယ်ပျော်ပွဲရွှင်ပွဲတွေကြုံလာအေးအေးဆေးဆေးခရီးတွေသွားရတာအဖို့ရန်ပစ္စည်းတွေဝင်လာတာစိတ်ချမ်းသာပွဲတရင်ကောင်ဧည့်သည်ကောင်းတွေရောက်လာတာတွင်ကြုံရတတ်ပါတယ်အမျိုးသမီးတဦးကထိထိရောက်ရောက်အကူအညီကောင်းတွေပေးလာလိမ့်မယ်လုပ်ငန်းတွေတိတိသားသားအောင်မြင်တာစီးပွားတိတိသားသားတက်တာမျိုးတွေကြုံရမယ်အောက်လင်ငယ်သားတွေအတွက်ပူပန်နေရရင်အေးချမ်းသွားမယ်မိမဆရာသမားကြီးကဲသူတွေအတွက်လည်းဝမ်းမြောက်စရာကြုံရ င်းရကြရတတ်ပါတယ်ပညာရေးကိစ္စအသင်တန်းကိစ္စတွင်အောင်မြင်မယ်ခြိပေါက်သလိုမျိုးငွေတွေဝင်လာခြင်းရှိပါတယ်ဆုံးရှုံးမတက်ဖြစ်နေတဲ့ငွေတွေပစ္စည်းတွေပြန်ဝင်လာတတ်တယ်အိမ်ဒီချင်းတွေရဲ့လုပ်ဖို့ကင်ဘက်တွေကအကောက်ကြံတတ်တာတော့သတိပြုပါလိမ့်ကြချွန်လဲတာမျိုးသတိပြုပါအခြေအိမ်တော်ရေးမှာတရင်ကောင်းကြရမယ်ကံကောင်းစီဆောင်ကဏ္ဍများမှာနှစ်ချောက်ကဏ္ဍများဖြစ်ပါတယ်ရရရမိတ်ဆွေများကိုအဝတ်ထည်ဒါနပြုပါလေဇာတာဝိသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကံညာဝိရိယအသုံးချက်လုံးအောင်ကျိုးပန်းတော်မူနေ ိုင်ကြပါစေ။ဂျာတာပရိသသမီးများတို့ဤတိုက်ဆိုင်မှန်ကန်မှကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်။မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆင်အားစင်ယုံဤနဲ့ဗေဒီမင်းမြန်ဆွနွေးတိုင်မယ်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတို့ဘိုင်ဘာမတန်းဆက်သွဲမင်းမြန်နိုင်ပါတယ်။ တောက်ကြန်းသားသမီးများတွေတပတ်စာဟောစက်ဒီရက်တွေအတွင်းမှာဘေးကျန်နှံကျန်အခက်ခဲတွေကြုံရတာပါလေကိုနောက်ဆက်ကန့်ကွက်မဲ့သူတွေနဲ့ပဲကြုံနေရတယ်တဲ့မလုံချင်တဲ့အလုပ်တွေလုပ်နေရတယ်တဲ့ရည်ရွယ်ထားတဲ့အလုပ်တွေပြတ်သွားတယ်တဲ့သူတို့ရဲ့ကိစ္စနဲ့အချိန်ကုန်နေလိမ့်မယ်ဒါပေမဲ့ကျေးဇူးမတင်တဲ့အပြင်မကောင်းမြင်အထင်လွဲတာတောင်းခံရတာပါလေစကားများဖြစ်ရှင်းရတယ်တဲ့အဖို့ရန်ပစ္စည်းဝယ်တဲ့ရောင်းတဲ့ကိစ္စတွေလည်းထင်းတော်လွဲချော်နေတတ်တဲ့အောက်လင်ငယ်သားနဲ့ပတ်သက်ပြီးစိတ်နှကွဖြစ်စရာတွေကြုံရမယ်တခုခုခံရတတ်တဲ့ရည်ရွယ်ရည်ကံကိစ္စစိတ် ်းမြင်ရတဲ့တဲ့ခီးကိစ္စတွေလည်းအဆင်မပြေဖြစ်တာပါတဲ့အခြေအိမ်တော်ကြီးမှာတော့အဖို့တက်တွေးပြေလဲသွားမယ်နေရာထိုင်ခင်းကိစ္စအဆောက်အဦကိစ္စတွေအဆင်ပြေအောင်မြင်မယ်ဂျီကန်သူလူကြီးအောင်လို့ရဲ့ကိုကြီးဆောင်မမှုတွေပေါ်လာမယ်ဂျင်းနီမြုံတန်းချင်းရုံငန်းတည်ထောင်ခြင်းပြုလုပ်တဲ့အချိန်ဖြစ်ပါတယ်ကံကောင်းနေသောကဏ္ဍများမှာတုံးပုံညကဏ္ဍများဖြစ်ပါတယ်ရရရညောင်ပေအောင်မှာအမိုက်လင်းစူတောင်းလိုက်ပါလေတောက်ကြသားသမီးများလုံးကိုစိတ်နှပြန်ကြမှာချမ်းသာကြပြီးကံညာဝိရိယအသုံးချက်လုံးအောင်ကျိုးပန်းတော်မွန်နိုင်ကြပါစေတောက်ကြသားသမီးများတွေတိုက် က်ဆိုင်မင်္ဂမကကွန်မန့်မှာတခုရေးပေးခဲ့ပြီးအခြားသူများလည်းသိနိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မဲဆွေရုံရဲ့ခက်ခဲတွေကိုဆရာဇင်ရောအနေနဲ့ဘေးရင်မင်းမြန်းဆွေးနွေးတိုင်ပင်လို့တဲ့အခါ၃၉၈၉လေးကိုတလေးလေးတလေးတူဘိုင်ပါမတဲ့ဆက်သွယ်မေးမြန်းနိုင်ပါတယ် စနေသားသမီးများတွေတပတ်စာဟောစတဲ့ဒီရက်တွေအတွင်းမှာမိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းတွေရတဲ့တဲ့ပညာရေးကိစ္စသင်တန်းကိစ္စဘာသာရေးကိစ္စတွေနဲ့ခီးသွားတာပါတယ်ပြပါခီးစီစဉ်နေသူများလည်းအဆင်ပြေသွားမယ်မရည်ရွယ်ပဲနဲ့အဖို့တန်းပစ္စည်းတွေဝင်လာတတ်ပါတယ်အမျိုးသမီးမိတ်ဆွေတယောက်ကြောင့်စိတ်ညစ်ရတဲ့တဲ့အောက်လငယ်သားဒုက္ခပေးတတ်ပါတယ်တလိဆန်ဒုက္ခပေးတတ်တယ်ဂျမားကြီးကိစ္စအတွေ့ခီးသွားတဲ့တဲ့လူနာဧည့်သည်အပူသည်ရောက်လာတတ်ပါတယ်လုပ်ငန်းဟောင်းနေရာဟောင်းကလူတွေနဲ့ပြန်ပြီးပတ်သက်ရတဲ့တဲ့အလုပ်တော် ွင်နေရထိုင်ခင်ကောင်းသောပြင်ဆင်ပြောင်းရွှေ့ရခြင်းတွေကြုံရမယ်။ငွေကိစ္စတွေအလွယ်လွယ်အချော်ချော်ဖြစ်တတ်ပါတယ်။ဒေသပေါက်ရောင်းမိုင်ငွေတွေလွဲသွားတတ်ပါတယ်။ငင်းခုံဖြည့်ရှင်းရတဲ့တဲ့။သူတမကိစ္စလိုက်လံကူညီရတတ်ပါတယ်။အခြေရေးအိမ်တော်ရေးမှာတော့အင်မတန်စိတ်ချမ်းသာစရာတွေကြုံလာတတ်ပါတယ်။ကံကောင်းစီသောကဏ္ဍများမှာ63ကဏ္ဍများဖြစ်ပါတယ်။ရေရေမိခင်အတော်ဆရာမစသူတို့ကိုငွေနှစ်ကဏ္ဍလိုပါလေ။ဇနေသားသမီးများလုံးကိုစိတ်နှပြန်ကြမ်းမှချမ်းသာကြပြီးကံညာဝရိယအသုံးချက်လုံးအောင်ကျိုးပန်းမှမူနိုင်ကြပါစေ။ဇ နေသားသမီးများတို့တိုက်ဆိုင်မင်္ဂမကကွန်မန့်မှာတစ်ခုရေးပေးခဲ့ပြီးအခြားသူများလည်းတည်နိုင်ဖို့အတွက်မျှဝေပေးခဲ့နော်မိတ်ဆွေတို့ရဲ့ခက်ခဲတွေကိုဆရာစီဟွန်နီးနဲ့ဗီရီမင်းများဆွံ့ဝင်းတံမဲလို့တဲ့က3996 4လေးကိုတလေးလေးတလေးတူဘိုင်ဘာမှတိုင်းဆက်သွယ်မေးမြန်းနိုင်ပါတယ် ကျေးဇူးတင်ပါတယ်မြမရိုးရာပေရင် channel မှာနာမည်ကြီးပေရင်ဆရာများရဲ့နေစဉ်ဟောစရံများအပတ်စဉ်ဟောစရံများလစဉ်ဟောစရံများနှစ်စဉ်ဟောစရံများနဲ့ရေရာတို့ဟောပါအချိန်နဲ့တပြေးညီပုံမှန်တင်ဆက်ပေးနေလို့မြမရိုးရာပေရင် channel လေးကို like and subscribe လေးလုပ်ပေးခဲ့ဖို့တောင်းဆိုပါရစေအစ်စ်တင်တိုင်းသိအောင်လဲဘေးနားကိုခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ဖို့မမေ့နဲ့နော်